ဆိုရတဲ့စိတ်တွေကအာယုတ္တကုမှာသင်လိုက်တဲ့တည်းတည်းတခြားအာယုတ္တကုဝင်လာလို့ရှိရင်ဒီအာယုတ္တကုနောက်ပါသွားပြန်တော့အာယုတ္တကုကလည်းအာယုတ္တကုကိုပူပြောင်းပြီးတော့နေကြတော့စိတ်ဟာမတည်ငြိမ်ဘူးလို့ပြောတယ်။ဟုတ်တယ်။လူတွေရဲ့စိတ်ဟာအမြဲတမ်းအာယုရှိရလို့ပြေးပြွားနေတယ်။အကောင်းအထည်များပေါ်မယ်ဆိုလို့ရှိရင်စိတ်ရဲ့ လှူရှားသွားလာမှုတွေဟာအမတန်မှလင်းမြန်ပြီးတော့အမတန်မှ မတည်ငြိမ်တာဖြစ်သွားကြောင်းသခတရံစိတ်ကိုဗာနဲ့နှိုင်းရှင်ပြီးတော့ခေါ်တယ်လဲလို့ဆိုရင်စိတ်ဟာမြောက်နေအသာသနာပြုတယ်မြောက်ဆိုတဲ့တ ত্ত্ব ဟာဘယ်တော့မှတည်ငြိမ်နေတာမရှိဘူးသစ်ပင်ပေါ်နေလိုက်လို့ရှိရင်လည်းဘုသိကိုင်းဆွဲလိုက်ဒီသိကိုင်းလွတ်လိုက်ဘုသိကိုင်းဆွဲလိုက်တဲ့ သစ်ပင်တပင်ကနေတပင်ကိုခုတကိုင်းကနေတကိုင်းကိုပြီးတော့အဲ့ဒါလို့နေတတ်တဲ့သတ္တဝါမျိုးစိတ်ဆိုတာလည်းဒီတိုင်းပဲအာယုတကူကနေပြီးအာယုတကူကိုကြောင်းသွားတယ်နောက်အာယုတကူကနေနောက်အာယုတကူကိုကြောင်းသွားတယ်အာယုတကူတဲကိုငြိမ်အောင်ထားလို့မဖြစ်နိုင်အမတန်မှခဲအဲ့ဒါလို့အာယုတကူတဲကိုငြိမ်အောင်ထားဖို့ရှိရင်ဒီသမာဓိကိုမိမိတဏ္ဍာမှာတိုးတက်အောင်ကြိုးစားပါ ဒီတမာတိသွမ်းအားနဲ့စိတ်တွေကစုစည်းပြီးလို့ရတယ်တဲ့။ဒါကြောင့်တမာတိဆိုတာစိတ်တွေအလုံးကိုအာယုတစ်ခုတည်းပေါ်မှာစုပေးတဲ့ဘာဝတရားတစ်မျိုးကိုဒါကိုကြည်ကြည်တယ်လို့ဒီလိုလဲပါတာပြန်ကြတယ်ပေါ့နော်။အဲဒီတမာတိဆိုတာအမှန်တမ်းအရေးပါတယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသုရတုတ္တန်ဒီမှာဟောတယ် တမာဒိလိတ်တော်၏ဘာဝေထတမာဒိကျော်ယထာဘုဒ္ဓံသာနာတိပတ္တိစိတ္တယံတို့တမာဒိတရားကိုမိမိရဲ့တဏ္ဍာမှာဖြစ်စေကြတွဘအောင်လုပ်ကြတဲ့။ဘာဖြစ်လို့လဲဆိုရင်တမာဒိရှိတဲ့ပုဂ္ဂိုလ်မှာအမှန်ကန်မြင်နိုင်တယ်သိနိုင်တယ်ဆိုတော့ သမာဓိမရှိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့စိတ်တွေကအာယုံမှာလွတ်ပြန်နေတဲ့ဆိုရင်သူအာယုံရဲ့သဘာဝကိုသိနိုင်ကြမြင်နိုင်ကြမရှိဘူးလို့ပြောတယ်။သဘာဝအစစ်မှန်ကိုမသိဘူးဆိုတော့အပေါ်ယံလေးပေါ်မှာအတွေးအာယုံလေးပေါ်မှာခုံပြန်နေတဲ့စိတ်အဲ့ဒီခုံပြန်နေတဲ့စိတ်ကလေးကိုငြိမ်သွားအောင်သမာဓိတရားဖြင့်စုစည်းထားလိုက်မယ်ဆိုလို့ရှိရင် သဘာဝအစစ်မှန်တွေကိုသိလာနိုင်တယ်အဲ့တော့သဘာဝအစစ်မှန်တွေကိုသိဖို့သမာဓိဟာတော့အရေးကြီးတယ်ဆိုတာပြောအဲ့တော့သမာဓိတရားကရှင်သက်သဘာဝတရားတွေကိုအာယတခုတည်းပေါ်မှာစုပေးတယ်သူစုမပေးဘူးဆိုလို့ရှိရင်စိတ်ဟာအာယပေါ်မှာလွင့်ကျန်နေတယ်အာယတခုကလည်းအာယတခုကိုကူးပြီးတော့လွင့်ကျန်နေတယ် အဲ့ဒီလွင့်ပြန်နေတဲ့စိတ်ကိုထိမ့်ပေးနိုင်တာအမှားလေးပဲ။ဒါနဲ့အဲ့ဒီဓမ္မလေးဟာအလိုတရားတော့ဖြစ်လာမှာမဟုတ်ဘူးတဲ့။စနစ်တကျလေ့ကျင့်ယူခြင်းဖြင့်ဓမ္မလေးတရားအကောင်းလာနိုင်တယ်ပေါ့။ဒါကြောင့်မို့ဓမ္မလေးကိုဘာဝနာလုပ်ပွားအောင်လုပ်ပေးပါ။ဒီမှာခန္ဓာကိုယ်ချမ်းခိုင်တန်ဆောင်းဖို့ရတဲ့ physical exercise လုပ်ရတယ်ကာယ၄ချိန်ခံနေယူရတယ်ကာယ၄ချိန်ခံယူခြင်းဖြင့်စောင့်ဆောင်မှုတွေပြလာသို့တူပဲစိတ်ရဲ့စောင့်ဆောင်မှုတွေဖြစ်လာသမာဓိတရားမိမိတို့စိတ်ထဲမှာမှားချိုင်းလာစနစ်တကျ၄ချိန်တရားအဲ့ဒီ၄ချိန်ပုံ၄ချိန်နေကို သိကျင်နာကိုပဲသမာဓိစွမ်းအားဖြင့်တက်လာအောင်လုပ်တာကိုပဲသမာဓိဘာဝနာလို့ခေါ်တယ်။သမာဓိတရားကိုဖြစ်စေအောင်လုပ်တယ်။သမာဓိတရားကိုပြပွားလာအောင်လုပ်သေးတယ်။အဲဒီလိုသမာဓိတရားမိမိတို့သဏ္ဍာန်မှာဖြစ်ပွားလာပြီးတိုးပွားလာပြီးဆိုလို့ရှိရင်ဘာဖြစ်လဲ။စေထာဝုတံသာနာတိပတ္တတိအမှန်ကန်သီလနိုင်တယ်လို့ ဒါကြောင့်မို့သမာဓိဘာဝနာဆိုတာအမှန်ကန်သိဖို့အတွက်အမြဲတမ်းအရေးပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသမာသမာဓိရဲ့အခန်းကဏ္ဍသမာဓိတရားရဲ့အခန်းကဏ္ဍမဂ္ဂရှင်ပါးထဲမှာလည်းသမာသမာဓိလို့ထည့်သွင်းပြီးတော့ဟောတာဤအတိညာရဲ့အင်္ဂါယံများဖြစ်တဲ့ဘုဆင်ခုနှစ်ပါးထဲမှာလည်းသမာဓိသံဘုဆင်တော်ဆိုပြီးတော့ထည့်သွင်းပြီးတော့ဟောတာ သမာဓိဟာအိန္ဒြေထဲမှာလည်းပဲသမာဓိဂရေတဲ့ဘူထဲမှာလည်းသမာဓိဘုံလို့ဆိုပြီးတော့ဒီသဘောဝတရားမိမိတို့စိတ်ထဲမှာစံခိုင်းနေအောင်တွန်းပွားနေအောင်လုပ်ထားဖို့လိုအပ်တယ်ဆိုတာကိုအမြဲတမ်းရှင်နေရှာရှာမြတ်စွာဘုရားဟောကြားထားတာရှိတယ်ပေါ့သမာဓိပါဧကမိသမာဓိဘာဝနာဟာ ဘာရီအတွက်လိုအပ်တာလဲသမာဓိလေးခြင်းတဲ့အခါမှာသုသမာဓိရဲ့ရရှိလာတဲ့အကျိုးတရားတွေကဘာတွေလဲလို့ဆိုတာရသော်ပြန်သမာဓိဘာဝနာ၄မျိုးဟောတာလားရှိသမာဓိဘာဝနာ၄မျိုးမှာနံပါတ်၁သမာဓိဘာဝနာကဒိဋ္ဌဓမ္မဒုက္ခဝိညာဏ မျက်မှောက်ဘဝမှာဆန်းဆန်းသာသာနေဖို့ရအတွက်တမာရီကိုသိချင်ပွားများရတယ်မျက်မှောက်ဘဝချမ်းသာရေးအတွက်တမာရီကိုသိချင်ရချမ်းသာစွာနေရတယ်ဆိုတာဘာနဲ့ချမ်းသာစွာနေရတာလို့ဆိုစိတ်ဟာအာယုန်လေးပေါ်မှာလွင့်ပြန်ပြီးတော့နေလို့ရှိရင်ကောင်းတဲ့အာယုန်နဲ့လည်းတွေ့တယ်မကောင်းတဲ့အာယုန်နဲ့လည်းတွေ့တယ် ကောင်းတဲ့အာယုနဲ့တွေ့ရင်လောဘဖြစ်နိုင်တယ်မကောင်းတဲ့အာယုနဲ့တွေ့ရင်ဒေါသဖြစ်နိုင်တယ်ကောင်းတဲ့အာယုလက်လွတ်ဆုံးဖြူသွားလို့ရှိရင်ပူပန်ဆင်းရဲမယ်စိတ်ဟာအာယုတွေပေါ်မှာလွင့်ပြန်နေပြီဆိုရင်အလွန်အန္တရာယ်များတယ်ပေါ့ချမ်းသာဒုက္ခဆိုတာမရနိုင်ဘူးဒါကြောင့်မလို့အဲ့လိုအာယုတွေပေါ်မှာလွင့်ပြန်နေတဲ့စိတ်ကိုထိန်းချုပ်ပေးဖို့လိုအပ်တယ်အဲ့လိုထိန်းချုပ်ပေးလိုက်ပြီးစိတ်က ာယုတကူတဲ့ပုံမှာငြိမ်ကြသွားပြီဆိုတဲ့အချိန်မှာဒိဋ္ဌဓမ္မဒုက္ခဝိနာရလက်တွေ့ဘဝမှာချမ်းသာတာလာနေဖို့ဆိုတဲ့ဆင့်တစ်ခု ရရှိသွားနိုင်တယ်အဲ့ဒါကဘယ်အဆင့်လုံးဘယ်လိုလေ့ကျင့်ရမှာလဲလို့ဆိုလို့ရှိရင်ဇံကိုလေ့ကျင့်တဲ့သမထကျင့်စဉ်တစ်ခုကျင့်တာပြောတယ် ညမဘုရားချမ်းချမ်းသာသာနေဖို့ရတဲ့သမထဖြစ်စဉ်တစ်ခုကိုကျင့်ရတယ်။သမထဖြစ်စဉ်တစ်ခုကိုကျင့်ပြီဆိုလို့ရှိရင်ပြညာအာယုတစ်ခုပေါ်မှာ စိတ်ကလေးကိုငြိမ်အောင်နေခြင်းဆိုပါစို့ရေကူရာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကတိုင်းပေါ်မှာ လေ့ကျင့်တဲ့ဤစနစ်တွေရှိတယ်။ကတိုင်းကလည်း ရေရေလေးနီးလို့ဆိုတာကြီးလေးပါတယ်ကတိုင်းရဲ့ရေကြီးပေါ်မှာလေးချက်တို့လည်းရတယ်မြေကိုအဝိုင်းကလေးလုပ်ပြီးတော့အဲ့ဒီမြေမြေဝိုင်းလေးကိုအာယုဆိုင်ပြီးတော့လေးချက်လာနောက်တစ်ခါရေကိုခွက်ထဲမှာထည့်ထားပြီးတော့ ရေပြင်ရေအဝိုင်းလေးကိုချိန်ပြီးတော့လေ့ကျင့်တာမိကိုလည်းပဲတစ်ဖက်မှာထွန်းထားပြီးတော့တစ်ဖက်ကနေပြီးတော့အဝိုင်းအပေါက်ကလေးဖောက်ပြီးတော့အဲ့ဒီမိကိုချိန်ပြီးတော့လေ့ကျင့်တယ်လေကိုလေ့ကျင့်တဲ့အခါကျသူကလေတိုက်လို့လှုပ်ရှားနေတဲ့အရာတစ်ခုကိုချိန်ပြီးတော့လေ့ကျင့်တယ်အဲ့တော့လေကိုလေ့ကျင့်ဖို့ဆိုတာကြတော့အခုဖြစ်ဆိုရင်နည်းနည်းလေကိုလေ့ကျင့်ရလို့ရှိ ဒီကဖန်နီးယူလို့ရမယ်ပေါ့ရှိရမလို့ဆိုတော့သဘာဝတိုက်နေတဲ့လေဘူးပဲချိန်ပြီးတော့လေ့ကျင့်ရမှာပေါ့ခုကိကတော့ပန်ကာလို့ကတော့ဖွင့်ထားပြီးတော့လှုပ်ရှားနေတဲ့နေရာကိုချိန်ပြီးလေ့ကျင့်လို့ရတယ်ဒါဓာတ်ကြီးလေးပါးပေါ်မှာလေ့ကျင့်တာကိုဘူတကတိုင်းလို့ခေါ်တယ်ဘူတကတိုင်းလို့ခေါ်တယ်အဲ့ဒီထဲမှာရည်ကြီးဆိုလို့ရှိရင်သူကစနစ်တကျ ညီကြီးကိုအမှန်ပုဂ္ဂိုလ်ရဲ့အနေနဲ့ကျတော့ညီကြီးကိုကြားကြားလာလာပြုပြင်ထားရစကောပိုင်းလောက်သို့မဟုတ်စကောပိုင်းနဲ့ခတ်သေးသေးလိမ်မန်းပိုင်းလောက်တနေရာမှာပြင်များဝပဲဖြစ်စေမိမိရဲ့ရှေ့မှာထားလို့အစီအလောင်းညီကြီးကိုပုံသဏ္ဍာန်ပြုလို့ ပြုလုပ်ပြီးတဲ့အခါကျတော့နှခမ်းသက်ကလေးတွေကိုချင်ရှားအောင်ဆိုပြီးတော့တစ်ခုခုနဲ့အယောင်တစ်ခုခုနဲ့ခြေထားပြီးတော့ထားအဲ့လိုထားလိုက်တဲ့မြေဝိုင်းလေးပေါ်မှာစိတ်ကလေးဟာတခြားထွက်မသွားအောင်နေချင်းပေးဖို့လိုအပ်တယ်ဒါပထဝီကတိုင်းရှိတယ်လို့ခေါ်အေးပထဝီကတိုင်းလိုအာဟောကတိုင်းလိုဒေသောကတိုင်းလိုဝါယောကတိုင်းလိုဆိုတာ ကတိုင်းလောက်ရတာခက်ကောင်းခက်နေတယ်။ပို့ပြီးတော့ ठी တဲ့လွယ်တာတော့အယောင်ကတိုင်းလေးပေါ်မှာကြည့်လို့ရှိရင်ပို့လွယ်။နီလာဆိုတာအပြာရောင်သမုတ်အညိုရောင်ဖီတဆိုတာအဝါရောင်ဩရတဆိုတာဖြူရောင်လောဟိတဆိုတာအနီရောင်အဲ့ဒီအနီရောင်ပေါ်မှာဒီအယောင်လေးပေါ်မှာလည်းစိတ်ကလေးကိုတည်ငြိမ်အောင်နေခြင်းနဲ့ စနစ်တွေရှိတယ်။အဲ့ဒါကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်သဘာဝဥရဒကတိုင်းလေ့ကျင့်မယ်ဆိုလို့ရှိရင်ဖြူဖွေးနေတဲ့သက္ကူပဲဖြစ်စေပိဿာလေးပဲဖြစ်စေလူရဲ့အနေထားလိုက်ပေါ့အတွေးဝါဒနာပါတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခတ်ချင်းချင်းလောမောဟကြီးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် အတွေးဝါဒနာပါရင်ခက်ချင်းချင်းခက်သေးသေးဒီတွေးဝေတတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မောဟဇယက်ရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခက်ချင်းချင်းကတိုင်းလုံးတဲ့အနေထားလေးရအဲ့တော့မကြီးလုံးမသေးလုံးစက်ကူဖြစ်စေပိတ်ကူဖြစ်စေဝိုင်းနေအောင်ကန့်ကြည့်ရောအယောင်မတူတာကိုနောက်ခံထားမိမိရဲ့ရှေ့မှာအတွန့်အလိုက်တွေမရှိအောင်ပြန့်နေအောင် ရှေ့မှာကြည့်လို့အနေထားကောင်းတဲ့နေရာလေးမှာကိုရှေ့ကနေထောင်ထားပြီးတည်ငြိမ်တဲ့ဣရိယာပုလေးတစ်ခုနဲ့အဲ့ဒီအဖြူရောင်ကိုစူးစိုက်ပြီးတော့အဖြူအဖြူလို့ဆိုပြီးတော့စိတ်ကိုတခြားမလွှဲအောင်ဖြစ်ကျင်တာဒါအောရတကတိုင်းရှိတယ်သမာဓိကိုအဲ့ဒီလိုစပြီးတော့နေချင်ရတယ်ပေါ့။ဘာနဲ့ပဲနေချင်နေချင်အဲ့ဒီလိုကတိုင်းနဲ့နေချင်လိုက်ပြီဆိုလို့ရှိရင် ပထမမျက်စိနဲ့ကြည့်တယ်မျက်စိနဲ့ကြည့်ပြီးတဲ့အခါမျက်စိမိတ်လိုက်တဲ့အခါမှာလည်းပဲဒီအာယုံကြီးကစိတ်ထဲမှာဆွဲထင်းကြံနေပြီမျက်စိနဲ့မှတ်ပြီးတော့နေတဲ့ဖွင့်ကြည့်ပြီးတော့မှတ်နေတဲ့အာယုံကိုပရိကမ္မနမိတ်လို့ခေါ်တယ်အဲဒီပရိကမ္မနမိတ်ဟာစိတ်ထဲမှာဆွဲထင်းသွားပြီးမျက်စိမိတ်ထားလိုက်တဲ့ဒီအဖြူဝိုင်းလေးဟာကိုယ်စိတ်ထဲမှာပေါ်နေတယ်ဆိုလို့ရှိ ဒါဥက္ကနမိတ်လို့ပေါ့အဲ့ဒီလိုဥက္ကနမိတ်ရလာပြီဆိုရင်ဘယ်နေရာမှာသွားထိုင်ထိုင်ဘယ်နေရာမှာပဲကြည့်ကြည့်ဒီကတိုင်းဘက်ကိုသူ့ရှိမှချပြီးကြည့်เสียမလိုတော့ဘူးစိတ်ထဲမှာထင်းနေတဲ့ကတိုင်းကိုပဲထပ်ပြီးရကြည့်နေကြည့်တဲ့အခါကျတော့အဲ့ဒီအဖြူရောင်ဟာဖိဖိတောက်ပြီးတော့အယောင်ဟာပုံပြီးတော့လက်လာတယ်ပုံပြီးတော့ကြီးလာတယ်ဆိုလို့ရှိရင်ဒါပฏิပါဒနဲ့ပြည့်လို့ အဲ့ဒီပုံသဏ္ဍာန်လေးတွေပြောင်းပြောင်းလာပြီပฏิဘာကဓမ္မရလာပြီဆိုလို့ရှိရင်အဲ့လိုလေးကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်တခြားကိုရောက်မသွားတော့ဘူးအဲ့ဒီအာယုံလေးပေါ်မှာတည်ငြိမ်ပြီးတော့သွားအဲ့ဒီလိုတည်ငြိမ်သွားတဲ့အဆင့်ကိုသမယသေးကရှေးပိုင်းအဆင့်ကလေးကိုဥပ္ပစာရသမာဓိလို့ခေါ်အဲ့ဒီဥပ္ပစာရသမာဓိကနေပြီးတော့တကယ်ကို အာယုံပေါ်မှာစိတ်ကလေးကလုံးဝတက်ဆင်ထားလိုက်သလိုအာယုံပေါ်မှာကတ်သွားတဲ့သဘောမျိုးအာယုံပေါ်မှာလုံးဝငြိမ်ချသွားတဲ့သဘောမျိုးဖြစ်လာလို့ရှင်အပ္ပနာသမာဓိလို့ခေါ်အဲ့ဒါလို့သမာဓိတရားအကျင့်ကြံရုပ်ကိုအထုတ်လိုက်တဲ့အချိန်မှာပဋိဘာကနိမိတ်တာဆိုတဲ့ကတိုင်းအာယုံလေးပေါ်မှာစိတ်ကလေးကလုံးဝငြိမ်ပြီးတော့သွားလို့ ပထမဆံအဆင့်ဆိုတာမျိုးရသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာမာရှိလို့ဆိုအဖြူရောင်အာယုံလေးပေါ်မှာတွေးနေတဲ့ဖြူရောင်အာယုံပေါ်မှာစိတ်ကိုတင်ပေးနေတဲ့ဝိတ္တကြံစည်နေတဲ့ဝိသနာကျဉ်တ်နေတဲ့ပီတိစိတ်ထဲမှာပျော်မွေ့ပြီးနှိမ့်ချနေတဲ့ဒုက္ခတည်ငြိမ်နေတဲ့ဧကဂတ္တသမာဓိဒီ၅မျိုးပဲရှိတယ် အဲ့ဒီ၅မျိုးနဲ့ဒီအာယုန်လေးပေါ်မှာစိတ်ဟာငြိမ့်နေပြီဘယ်ခါချက်လိုက်ချက်လိုက်အဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကလေးကကတ်ပြီးတော့သွားပြီဘယ်မှကိုမလွှဲတော့ဘူးဆိုလို့ရှိရင်ဒါပထမဇန်ရတယ်လို့ခေါ်အဲ့ဒီပထမဇန်ရသွားပြီဆိုလို့ရှိရင်အဲ့ဒီသမာဓိဘာဝနာဟာဘာအတွက်၄ချက်နဲ့သမာဓိဘာဝနာလဲလို့ဆိုရင်ဒိဋ္ဌဓမ္မဒုက္ခဝိညာဉ် မြမဘွားမှာချမ်းချမ်းသာသာနေဖို့အဲ့ဒီအာယုံပေါ်မှာ စိတ်လေးကိုငြိမ့်နေလိုက်လို့ရှိရင်အားလုံးကမေ့သွားပြီးတော့ဒီအာယုံလေးပေါ်မှာစိတ်လေးကငြိမ့်နေလို့အမြဲတမ်းမှသာနာဒုက္ခလို့ဆိုအမြဲတမ်းမှချမ်းသာတယ်ကာမအာယုံတွေမရှိဘူးအကုသိုလ်စိတ်တွေဝေမနာဘူးသူပံမှုတွေမရှိဘူးစိတ်ကလေးကငြိမ့်ချမ်းပြီးတော့အဲ့ဒီပေါ်မှာတည်ငြိမ်ပြီးတော့နေတယ် တဏှာဤနေမယ်ဆိုရင်တဏှာဤနှစ်နာရီနေမယ်ဆိုရင်တဏှာဤသံဝင်စားပြီးတော့နေတယ်လို့ဒီလိုပြောတာနော်ဇန်ဆိုတာကောင်းကင်ပြန်တာကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့အာယုန်လေးပေါ်မှာစိတ်ကလေးငြိမ့်နေတယ်ဒိဋ္ဌာဓမ္မသုခဝိရတာဘုရားရဟန္တာတွေဒါကိုအသုံးပြုလို့ရှိအထူးသဖြင့်ရှင်မောဂလံမထေရ်ဆိုတာအမြဲတမ်းပဲအသုံးပြု